အလိုတကြဟာအလိုမင်းမင်္ဂလာပါ AK Channel Online Club ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒါဒီဥစ္စာတွေကိုကျွမ်းကျင်စွာရေးနိုင်မှုအတွက်ကိုဒါဒီဥစ္စာအခြေခံဆွေးနွေးရေးဆွေးနွေးလေးကိုဆက်ပြီးတော့အပိုင်း၃နေနဲ့လေ့လာကြည့်ရအောင်။အဲ့တော့ဒီနေ့မှာတော့နမူနာစုပ်ချက်လေးတွေအပြင်နမူနာတရုပ်စလုံးတွေကိုပါစပြီးတော့ရေးရတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့တရုပ်စလုံးတွေကိုဒါဘယ်လိုမျိုးကိုတည်ထားရဲဆွေးချက်တွေနဲ့ဘယ်လိုမျိုးပုံစံပြီးရေးသွားလဲဆိုတာကိုဒါသိချင်ရင်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ကြည့်သွားနော်။ ဟုတ်ဒါဆိုလို့ရှိရင်နောက်ဆုံးကျန်တဲ့ဆုပ်ချက်လေးအပိုင်းလေး၅ချက်ကို၆ချက်ကိုဆက်ပြီးကြည့်ကြအောင်အဲ့တော့နောက်တစ်ခုကကြတော့ဘယ်ဆုပ်ချက်လေးဆိုတော့ရှည်ဆိုတဲ့ဆုပ်ချက်ပေါ့နော်အဲ့တော့အရှိပိုင်းမှာဆိုလို့ရှိရင်တော့ဆိုတော့1ကိုတွေဒါပြီးလို့ရှိရင်အာ1နေကိုတွေကိုတင်တင်နေတယ်ဝင်ရဆိုလို့ရှိရင် jerry 1နေကိုတွေအဲ့တော့နောက်တစ်ခုကကြတော့ရှည်ဆိုတဲ့ဆုပ်ချက်လေးအဲ့တော့ရှည်ကကြတော့ဘယ်လိုဆုပ်ချက်မျိုးလဲဆိုတော့တဲ့ဒါဘယ်ဘက်အပေါ်တောင်းရနေပြီးတော့ ညာဘက်အောက်ခြေကိုဆွဲတဲ့အမြင်ဆောင်ဆောင်လေးကိုရှည်လို့ခေါ်ရတယ်။ဒါဒီလိုမျိုးဆွဲတာပေါ့နော်။အဲဒီလိုမျိုးဒီဘယ်ဘက်အပေါ်နေပြီးတော့ညာဘက်အောက်ခြေကိုဆွဲတယ်။နောက်ဆုံးဒီ plus out ထဲမှာဆိုရင်တော့အပေါ်မြင်းချောင်းကနေပြီးတော့အောက်မြင်းချောင်းကိုအဲလိုမျိုးဆောင်ဆောင်လေးဆွဲတဲ့စာရဲပုံစံလေးပေါ့နော်။အဲ့တော့ရှည်နဲ့ကိုးနဲ့ပေါင်ရင်ရှည်ကိုးအဲ့တော့ရှည်ကိုးကဘယ်လိုရေးလဲဆိုတော့အပေါ်ကနေပြီးတော့အောက်ကိုဆောင်းဆောင်းလေးအဲ့လိုရေးတာပေါ့နော်အဲ့ဒါကိုရှည်ကိုးလို့ခေါ်တယ်နော် တော့ဆီကူကဘယ်နေရာမှာရေးရင်ပို့ပြီးအတုံးတဲ့လဲဆိုတော့ဒါဒီဝော်တို့ပါလို့ရေးရခါမှာဆီကူကအရင်ကိုပဲအရေးပါတဲ့စုပ်ချက်လေးပေါ့နော်ဆီကူနဲ့တမျိုးလေးပေါ့နော်အဲပုံစံလေးရေးပေါ့နော်ဆီကူဆီကူဆိုပြီးတော့ကိုကအဲ့လိုရေးတော့ပေါ့အပေါ်ကနေပြီးညာဘက်အောက်ခြေကိုဟောပိုက်လေးဒါဆွဲတဲ့မြင်ကွေးပေါ့အဲ့ဒါကိုဆီကူလို့ခေါ်တယ်အဲ့ဒါဆီပြီးပြီဆိုလို့ရှိရင်ဆီကူပြီးရင်ဟင်းဆီကူဟင်းဆီကူဆိုတာဟင်းနဲ့ဆီကူနဲ့ပေါင်းထားတာ ဟိန်နဲ့ဆေကိုနဲ့ပေါင်းရင်ဟိန်ဆေကိုလို့ခေါ်တယ်။အရင်ဆုံးဟိန်ဆေကိုအဲ့လိုမျိုးတွေပေါ့နော်။ဒီဘက်ကစလုံးတိုင်းကြီးပဲနော်။ဟိန်ဆေကိုဟိန်ဆေကိုအဲ့လိုရေးရမယ်။အဲ့တော့ဟိန်ဆေကိုနော်ဟိန်ဆေကိုနော်ဟိန်နဲ့ဆေကိုနဲ့ပေါင်းရင်ဟိန်ဆေကိုအဲ့လိုမျိုးတွေပေါ့နော်။အဲ့ဒါမျိုးလေးကိုလည်းဒါကိုယ့်ရဲ့ plus အောင်မှာ ဒီဆုပ်ချက်တစ်ချက်ကိုဘိုင်းပြအောင်ရေးမယ်တဝက်ပြအောင်ရေးမယ်เนาะဒီလိုမျိုးတဝက်ပြအောင်ရေးမယ်အဲ့တော့ဟင်းဆက်ကိုလည်းအောက်ကိုတဝက်ပြအောင်ရေးမယ်ပေါ့เนาะဒါဆိုရင်ဆုပ်ချက်နှစ်ချက်ပေါင်းရင်ဇာမျက်နှာတစ်မျက်နှာပြည့်သွားပြီเนาะဟုတ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ work ကိုအဲ့တော့ work ကိုဆိုတာဘယ်လိုပြောလဲဆိုတော့ဒါ work ဆိုတာပလက်ပုံစံဆွဲတဲ့မြင်ကွေးကို work လို့ခေါ်တယ်အဲ့ပလက်ပုံစံလေးပေါ့เนาะဒီလိုပလက်ပုံစံလေးအဲ့လိုဆိုချက်လေးကို work လို့ခေါ်တယ်။သူကဒီကနေစဆွဲရတာ။နော် work ကိုအဲ့လိုမျိုးပေါ့နော်။ အဲ့တော့ o ကိုလို့ခေါ်တယ် work ကိုအဲ့လိုပက်လက်ပုံစံလေးဆွဲတဲ့မြင်းပေါ့နော်အဲ့လိုပက်လက်ပုံစံလေးဆွဲတဲ့မြင်းကို work ကိုလို့ခေါ်တယ်အဲ့လိုပက်လက်လေးပေါ့နော်အဲ့တော့ဒါကို work ကိုလို့ခေါ်တယ်အဲ့တော့သူတို့အဲ့မှာအဲ့ work ကိုမှာဒီဘက်ကနေပြီးတော့ဖြဲဆိုတဲ့ဆိုရှယ်လေးပေါင်းမယ်ပြီးရင်အထက်မှာ tn တယံဆိုတဲ့အဲ့လိုဆုပ်ချက်လေးပြီးနားမှာထားလိုက်မယ်ဆိုရင်အဲ့ဆုပ်ချက်လေးကရှင်းနှလုံးသားဆိုတဲ့စလုံးလေးဖြစ်သွားတယ်နှလုံးသားဆိုတဲ့စလုံးလေးကအဲ့လိုလေးရေးရတာเนาะအရင်ဆုံးတော့ဆိုတော့ walk go ကိုအဲ့လိုလေးကြည့်မယ်เนาะ walk go walk go ဆိုပြီးစာမျက်နှာတဝက်ပြီးအောင်ရေးမယ်အဲ့တော့ now gen နဲ့ဆုပ်ချက်ကပါလဲဆိုတော့ shoot ti အဲ့ဒါ shoot go မဟုတ်ဘူးเนาะ shoot ti shoot ti ဆိုတော့ shoot နဲ့ ti နဲ့ပေါင်းတာအဲ့ shoot ကအပေါ်ကနေအောက်ကိုတက်တက်ဆွဲချတယ် နော်အောက်ကိုတက်တက်ဆွဲချပြီးဒီကကျတော့အပေါ်ညာဘက်အပေါ်ပင့်ဆွဲတာအဲ့ဒါကို shoot တီလို့ခေါ်တယ်ဆိုနေမစား shoot တီနော် shoot တီအဲ့တော့ shoot နဲ့တီနဲ့ပေါ်ရင် shoot တီ shoot တီအဲ့လိုမျိုးနှုတ်ကနေယူပြီးတော့အရေးကြီးမယ်နော် shoot တီ shoot တီအဲ့လိုမျိုးရေးမယ်နော်အဲ့တော့ shoot တီပြီးရင် hang jet တီ hang jet တီဒါ hang shoot တီလားဆိုတော့မဟုတ်ဘူးနော် hang နဲ့ shoot hang shoot မပါဘူး hang jet တီပဲဆိုတော့နော်

အဲ့တော့ဖြဲတရံဆိုတာဘယ်လိုလဲဆိုတော့ဖြဲနဲ့တရံနဲ့ပေါင်းပါအဲ့တော့အရှိပိုင်းမှာဆိုရင်တရံဆိုဆိုချက်လေးတတီဒီ dog ကလေးပဲရေးရဟုတ်တယ်မလားနော်တတီလေးတွေပဲတရံဆိုတာဆက်လေးတတီလေးကိုခေါ်တယ်ဒါပေမဲ့ဖြဲနဲ့ရေးတဲ့တရံကိုလည်းချွန်းချက်နေနဲ့အရှိဆွဲပေးရမယ်နော်အဲ့တော့ဖြဲနဲ့တွဲရေးတဲ့တရံကိုရှည်ရှည်လေးဆွဲပေးရမယ်အဲကြောင့်မလို့ဖြဲတရံဆိုရင်ဖြဲကိုအရင်ရေးမယ်ဖြဲပြီးရင်တရံအဲ့လိုမျိုးဆွဲရမှာနော်ရှည်ရှည်လေးဆွဲပေးရမယ်ဖြဲ DM เนาะဖြည့်နေ DM နဲ့ပေါ့ရင်ဖြည့် DM အဲ့လိုမျိုးဒါ DM ကိုရှေ့ရှေ့လေးဆွဲပြီးရเนาะဒီမှာဆိုရင်ဖြည့် DM เนาะဖြည့်နေ DM နဲ့ပေါ့ရင်ဖြည့် DM ဖြည့် DM ဟုတ်လားအဲ့လိုမျိုးရှေ့ရှေ့လေးဆွဲပြီးရမယ်เนาะဖြည့်နေ DM နဲ့ပေါ့ရင်ဖြည့် DM โอเคဒါဆိုလို့ရှိရင်စုပ်ချက်တွေအားလုံး32ချက်ဘလောက်ကိုလို့ရှိလို့ဒါကောင်းကောင်းလေးရေးခဲ့ရပြီပေါ့เนาะ အဲ့ဒါဆိုရင်စုပ်ချက်တွေရေးလို့ပြီးသွားပြီဆိုရင်နမူနာစာလုံးတွေရေးကြည့်ရအောင်ဘယ်လိုနမူနာစာလုံးတွေရေးလဲဆိုတာအတူတူကြည့်ရမှာเนาะဟာဒါဆိုရင်တို့ဒီဘက်မှာဒါကတော့ subject တွေရောက်ပြီပေါ့เนาะနမူနာစာလုံးလေးအရင်ရေးမယ်အဲ့ subject တွေမရေးခင်မှာအာနမူနာစာလုံးလေးစပြီးရေးမယ်အဲ့ဒီမှာဆိုလို့ရှိရင်နမူနာစလုံး6လုံးရှိရပါတော့နမူနာ6လုံးကကြတော့ထား တူဆိုတဲ့စလုံးရဲ့ရဲ level ဆိုတဲ့စလုံးရဲ့နောက်တစ်ခုကပုမဟင်းဆိုတဲ့စလုံးရဲ့ဟို tree သွားသည်ဆိုတဲ့စလုံးရဲ့ဝေးပြန်သည်ဆိုတဲ့စလုံးရဲ့ကျင်းထန်းဒီနေ့ဆိုတဲ့စလုံးရဲ့အဲ့တော့အဲ့စလုံးလေးတွေကိုနော်ဆိုတော့ဒီနေ့ရေးမှာပေါ့နော်အဲ့တော့မြန်မာအရင်ဆုံးနှလုံးမဲရေးပြမယ်ပေါ့နော်ထားရဲ့ရဲရဲဘလို့ရေးလဲဆိုတော့တူတူကြည့်ကြည့်ရအောင်အဲ့တော့ထားရေးဖို့အတွက်ကိုဘယ်ဆုပ်ချက်ကစရေးလဲဆိုတော့ဖြေကနေစရတယ် ဖြဲအဲ့ဒါပြီးရင်ရှုပြီးရင်ဟိန်ကျေကိုအဲ့တော့ဟိန်ကျေကိုဆွဲတဲ့အခါမှာဒီနံမှာဟိန်ကျေဟိန်ကိုအပေါ်စောင်းစောင်းလေးဆွဲပေးရမယ်နော်ကျေပြီးရင်ကိုပြီးရင်အဲ့ဒါပြီးရင်ရှုဒါပြီးရင်ဒီနားလောက်ကနေပြီးတော့ရှု1ကိုအဲ့လိုရေးရမယ်ဟောလို့ရှိနမူနာရေးပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဖြဲကိုရင်ရမ်းပေါ့နော်ဖြဲ ်တော့ဖြဲကိုရေးမယ်ရင်ဆုံးဖြဲပေါ်ပြန်မထင်ဖြဲအာဘီအောက်ကရှုနော်ရှုပြီးသွားပြီဆိုရင်အဲဒီရှုရဲ့အလေကောင်းနေအပေါ်ကိုဟိန်းချေကိုအဲဟိန်းချေကိုပြီးရင်ဒီမှာဘာရေးမလဲဆိုတော့ရှုနော်ရှုပြီးသွားပြီအာဘီအောက်မှာဒီဘက်ကနေပြီးတော့ရှု1 2 3 4 5 6 7 8 9 10 နော်ခြေကွေးလေးဟောအတိုင်ရေးရမယ်နော်ဒါဆိုပြန်ပြီးနောက်တစ်ခေါက်ရေးပြမယ်ဆိုအဲ့နေရာနည်းနည်းအပေါ်ပဲရောက်နေတော့စောက်ကခုံခုံဖြစ်နေအဆင်ပြေအောင်နေရာလွတ်မှာရေးပြမယ်နော်အဲ့တော့အရင်ဆုံးဖြဲကိုရေးမယ်ဖြဲပင်ရှုနော်ရှုပင်အဲ့ရှုရဲ့အလေတတဲကနေပြီးတော့အပေါ်ကိုဟင်းကျယ်ကိုဟင်းကျယ်ကို ပြင်းရှုနော်အဲ့ရှုပြင်းတယောက်မှာရှုဝန်ကိုနော်ရှုဝန်ကိုဒါကထားဆိုဆိုချက်လေးအဲ့တော့ထားကသူလို့တည်းပေးရတယ်ပေါ့နော်သူထားသူဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့အဲ့လိုရေးပြရမယ်ရေးတဲ့အခါမှာဖြဲရှုပြင်းဟင်းကျေကိုရှူရှူဝန်ကိုအဲ့တော့ဒီနံပါတ်ရှူဝန်ကိုရေးတဲ့အခါမှာဒီနံပါတ်တောက်မကြံအောင် တတောင်းကြံရှုကြဲကိုဖြစ်သွားမယ်။ဝဝိုင်လေးတော့နော်။ရှုဝံကိုဒါကထားဆွဲဆုချက်လေး။အဲ့တော့အဲ့ဒါပြီးပြီဆိုရင်နောက်ဆုံးကရဲလဲလဲပဲဆွဲဆုလုံးဥမာဝောရဲငါလဲပဲ။ဝောရဲ treat ဆိုရင်ငါလဲတွားတယ်။ဝောရဲ chi ငါလဲစားတယ်။ဟာလာဝောရဲခန့်ငါလဲကြည့်တယ်ပေါ့။ဝောရဲ xian treat ဆိုရင်ငါလဲတွားခြင်းနဲ့ဝောရဲ xian chi ဆိုရင်ငါလဲစားခြင်းနဲ့ပေါ့။အဲ့ရဲဆွဲဆုလုံးလေး။အဲ့ရဲဆွဲဆုလုံးကဒါဒီထားဆိုတဲ့စုချက်ရဲ့ ဖြေရှုကိုဖြုတ်လိုက်ရင်အဲရေဖြစ်သွားပြီအဲတော့သူကဘယ်အစလဲဆိုတော့အဲရေကကြတော့ဟင်ကိုကနေဟင်ချက်ကိုကနေစတယ်ပေါ့နော်ဟင်ချက်ကိုဟင်ချက်ကိုရှုပင်ရှုဝမ်ကိုပြန်ရေးပြမယ်နော်ဟင်ချက်ကို树。Shoot. shoe one go နော်ရေဆိုတဲ့စလုံးလေးပေါ့နော်အဲ့တော့ရေကဟင်းကျဲကို shoe shoe one go အတိုင်းရေးရမယ်ပေါ့နော်အဲ့တော့လဲလဲပဲဆိုတဲ့အတိပဲရတယ်အဲ့တော့ဒီစလုံးနှလုံးကိုတစ်လုံးကိုကြတော့ဒါဒီတစ်လုံးကိုထားဆိုရင်လည်းထားဆိုတဲ့ဆိုချက်ကိုကိုကတီးမှာပေါ့နော်အဲ့ထားဆိုဆိုချက်ကိုအဲ့တော့တမျက်နှာပြအောင်ရေးမယ်ဖြဲ shoe ပြီးရင် hey je go shu shu wan go เนาะท้าဆွဲဆွဲချက်ကိုလည်းဒါတမျက်နှာပြအားလုံးမျိုးရေးမယ်ပေါ့เนาะအဲ့တော့ရေဆိုရင်လည်းရေဆွဲဆွဲချက်ကိုကွာ hey je go shu bin shu wan go เนาะအဲ့လိုမျိုးကိုကွာတမျက်နှာပြအောင်ရေးမယ်ပေါ့เนาะအဲ့တော့ท้าကိုစောက်ဒီမှာတမျက်နှာပြအောင်ရေးမယ်ရေကိုလည်းတမျက်နှာပြအောင်ရေးမယ် အဲ့လိုမျိုးရေးပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ် August Channel ဆုတ်ချက်တွေကိုနောက်ပြီးပိုင်းနေမှာဆက်ပြီးတော့အတူတူရေးမယ်ပေါ့နော်အဲအဲ့ဒါလေးတွေအကုန်ရေးပြီးပြီဆိုရင်တော့ဆိုတော့စာကြောင်းတွေကိုစာပြီးရေးရတော့မှာအဲ့တော့အဲ့ဒီနမူနာစနအရှိရဲ့နမူနာ6လုံးနဲ့ဒီမှာဝါကြရေးဖွဲ့ပေးထားတယ်အဲအဲ့စာကြောင်းတွေကိုနောက်ပြီးပိုင်းနေမှာဘာသာလဲပြန်ပေးမယ်ဘယ်လိုရေးရမလဲဆိုတာကိုလည်းပြောပြပေးမှာပေါ့နော် ဟောကွာတေဥ္စကပြောတင်ငန်းစာတွေကိုဒါလေးလာရုံသာမကတေဥ္စကိုကျွမ်းကျင်နေတယ်ဆိုလို့ရှိရင်တေဥ္စရေးသားနည်းကိုပါမဖြစ်မနေလေးလာကိုလိုအပ်တယ်ပေါ့နော်အဲ့တော့တေဥ္စတွေ့ပြီးတော့ရေးနည်းကိုပါလေးလာတယ်ဆိုလို့ရှိရင်စကပြောမှာအများကြီးအထောက်အကူပြုတယ်ပို့ပြီးတော့စကပြောတွေကိုမြင်မြန်ဆန်ဆန်နဲ့ပို့ပြီးတော့မြင်များလေးအချိန်တို့အတွင်းမှာရရှိစေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကအချိန်များများပေးနိုင်တယ်ဆိုရင်အရေးတင်ငန်းစာတွေကိုပါတွေ့ပြီးတော့လေ့လာရမယ်ပေါ့နော် အော်ဒီလိုသင်ငန်းစာတွေကို နေ့စဉ်ဒါရေးသားနည်းတွေစကားပြော သင်ငန်းစာတွေကိုကြွန့်ကျင်တဲ့အထိလေ့လာကျင်နေဆိုလို့ရှိရင် AK Chinese Online Class ရဲ့ YouTube Channel လေးကိုဒါ Subscribe နှိပ်ထားဖို့လည်းမမေ့နဲ့နော်။ဟာအနာဝမဲ့ရှာစစ်ကြံရှေ့ရှေ့သားကြား